ကျောက်ဦးတယောက်တချမ်းစားကမြန်မာပြည်မှာအချမ်းသာဆုံးတထေးဖြစ်လာတဲ့ဇနီးမောင်နှံဆောင်တွဲတုံးတွဲပရိသတ်များအလုံးမဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျောက်ဦးဆိုတာကတော့လူမျိုးပါတာမရွေးစားကြတဲ့အစားအစာတစ်မျိုးပါ။ဒါပေမဲ့ကျွဲဝါချမ်းသာပြည့်စုံတဲ့လူတွေအတွက်ကတော့ကျောက်ဦးကိုဟင်းတွေကိုပိုကောင်းအောင်လုပ်တဲ့အစားအစာတစ်မျိုး၊အရင်ဟင်းတစ်မျိုးဖြစ်စားကြပါတယ်။ဒါပေမဲ့လည်းဆင်းရဲတဲ့အခြေခံလူဒန်းစားတွေကတော့ကျောက်ဦးကတန်ဖိုးထားစားရတဲ့မရှိမဖြစ်အစားအစာပါ။တချို့သောဆင်းရဲတဲ့သူတွေဆိုရင်ကျောက်ဦးတစ်လုံးကိုတောင်မှ တယောက်တစ်ချမ်းပဲစားကြပါရယ်ဒီဗီဒီယိုထဲမှာတော့ကြက်ဥကိုတယောက်တစ်ချမ်းစားပြီးတော့ချိုးချံချွေတားလို့ကြည်ကြည်တက်ချမ်းသာကြွယ်ဝလာတဲ့တတိကြီးစုံတွဲတုံတွဲကိုပြပြပေးသွားမှာပါနံပါတ်3စမိုင်းတို့ဇနီးမောင်နဲ့ကြက်ဥစားပြီးတော့ချမ်းသာလာတဲ့တတိဇနီးမောင်နိုင်နေတဲ့မှာနာမည်အကြီးဆုံးကတော့စမိုင်းနဲ့ခင်မွန်းတဲ့အခုပြည်မောင်မှာအလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာမထင်မရှားတယောက်ဆောင်တဦးဖြစ်ခဲ့ဘူးသူစမိုင်းကအမေရိကန်နိုင်ငံမှာတော့တကယ့်ကိုဒိတ်တန်းဒိတ်ဒိတ်ကျဲတတိမကြီးတဦးဖြစ်ပါတယ် စမိုင်းဟာအမေရိကန်နိုင်ငံမှာဘာစီဝိုင်းလုပ်ငန်းတွေလုပ်မန်းမသိအောင်ကျွဲဝါချမ်းသာနေရဖြစ်ပါတယ်။တကယ်ကိုချမ်းသာကျွဲဝါပြီးတော့စီးစိမ်ချမ်းသာကျွဲဝါနေတဲ့ဘဝကိုပိုင်ဆိုင်ထားပါပြီ။ စမိုင်းဟာဘာပဲစစအစားတောက်မှာရွှေအစ်စ်ထည့်ပြီးတော့စားပြားလေးရှိတယ်လို့ဒီကနေ့လာပိုင်းတော့ကလည်းမြန်မာတနိုင်ငံလုံးကိုတောင်ဝယ်လို့ရတဲ့ဘဏ်ကန်းနဲ့ငွေအမောက်တွေကိုပိုင်ဆိုင်ထားကြောင်းကြွားလုံးထုတ်ခဲ့သူပါစမိုင်းဟာဒါချင်းမကပါဘူးအမေရိကန်နိုင်ငံ Los Angeles မြို့မှာအမေရိကန်ဒေါ်လာ18တန်တန်နဲ့ SNG ကိုလည်းပိုင်ဆိုင်ပြီးတော့နေထိုင်နေပါတယ်တတိမကြီးစမိုင်းနေထိုင်တဲ့အိမ်ကြီးဟာဆိုရင်တကယ်ကိုကြီးကျယ်ခမ်းနားပြီးတော့ပန်းခြံတွေရေကူးခန်တွေနဲ့တကယ်ကိုနန်းတော်ကြီးအလားပါပဲ ဒီလိုမျိုးစမိုင်းရဲ့နေအိမ်ကိုကဘာကျော်အစိုးရတွေရုပ်ရှင်မင်းသားမင်းသမီးတွေတောင်မှလိုက်မှတ်မိနိုင်ပါဘူး။စမိုင်းဟာဒီလိုမျိုးကျွဲဝါချမ်းသာတဲ့ဘဝကိုမပိုင်ဆိုင်ခင်မှာတော့နိုင်ငံသားမှအောက်ခြေအခြေခံလူတန်းစားဘဝနဲ့တော်တော်လေးရုန်းကန်ခဲ့ရတယ်လို့ဆိုပါရစေ။အထူးသဖြင့်တော့စမိုင်းနဲ့ခင်မုန်းတဲ့ကိုပြည့်မောင်တို့ကကြက်ဥကိုတယောက်တစ်ချမ်းဆိုင်နဲ့အခုလိုကျွဲဝချမ်းသာလာတာပါ လပန်နေဇွဲထက်ပိုင်ရှင်တတိကြီးဦးဆောင်ဝင်းတဲ့ဒေါ်ဝင်းမှာအခုချိန်မှာပေးရမကုံလူရီမကန်းဖြစ်နေတဲ့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ကဦးဆောင်ဝင်းတဲ့ဒေါ်ဝင်းမှာတို့ဟာကျုပ်ဦးတယောက်တချမ်းစီစာရင်းနဲ့ချမ်းသာလာတယ်လို့ပြောကြပါရယ်အခုချိန်မှာမြန်မာပြည်ဝန်ဆိုင်ခွဲပေါင်း18ဆိုင်ဖွင့်ထားတဲ့ဇွဲထက်ရွှေဆိုင်ကတော့ကနအူးဆောင်မှာလာရှုံမြို့မှာရွှေဆိုင်တည်တည်လေးကနေစခဲ့တာပါ ဒီလိုမျိုးဇွဲတက်ရွှေဆိုင်တည်တည်လေးဖွင့်ချိန်မှာကြက်ဥတယောက်တစ်ချမ်းစားရင်းနဲ့ကြိုးစားလာခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးကြက်ဥတယောက်တစ်ချမ်းစားလို့လည်းအခုဆိုရင်ဇွဲတက်ရွှေဆိုင်ကမြန်မာပြည်အနှံ့ဆိုင်ခွဲတွေများစွာဖွင့်လှစ်နိုင်တယ်လို့အခုချိန်မှာတော့ဘာသာရေးတရဏာရေးအလူအတန်းတွေစတုတီတာအလူတွေကိုလုံနိုင်နေပါပြီ။ဒီလိုဇွဲတက်ရွှေဆိုင်ကအလူအတန်းတွေလုံနိုင်အောင်ကြီးကြီးတက်ကျွဲဝချမ်းသာလာတာကကြက်ဥတယောက်တစ်ချမ်းစားတာကနေစတင်ခဲ့ရပါဘော။ နံပါတ်3လိုင်းလီရွှေဆိုင်ကျဲဦးတယောက်တစန်းဆိုင်နဲ့တထေးပြတဲ့အထဲမှာနံပါတ်ကြီးလိုင်းလီရွှေဆိုင်ကတထေးလင်မယားလေးပါဝင်ပါတယ်အစောပိုင်းမှာတော့လိုင်းလီရွှေဆိုင်ကတထေးနဲ့တထေးမကြီးတို့ဟာရွှေဆိုင်မဖွင့်ခင်မှာတလောက်ကိုနှစ်သိန်းခွဲရတဲ့ဗန်ဝင်တန်းတွေဖြစ်ပါတယ်။အဲဒီကနေမှတဆင့်အလုပ်ထွက်ခဲ့ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးစတင်တည်ထောင်ခဲ့ရပါ။ဒီကနေတဖြည်းဖြည်းနဲ့စီးပွားရေးလောကထဲမှာတိုးတက်လာခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့လိုင်းလီရွှေဆိုင်တထေးမကြီးဇနီးမောင်နှံကရွှေခွက်နဲ့တောင်ထမင်းစားနေပါပြီ ဒီလိုစားနိုင်မှုအတွက်အရှိမကျဲဥတစ်လုံးကိုဇနီးမောင်နဲ့နှစ်ယောက်တယောက်တစ်ချမ်းစားခဲ့ရတာဖြစ်ပါတယ်။အခုပြောပြခဲ့ရတာကတော့ကျဲဥတစ်ချမ်းစီစားရင်းနဲ့ကျွေးဝါချမ်းသာလာတဲ့ဇနီးမောင်နှံတွေပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေလည်းချမ်းသာခြင်းရင်တော့ကျဲဥတစ်ချမ်းစီစားကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရရှင်။